ဧရာဝတီတိုင်းဒေသကြီးအင်ကပူမြို့နယ်တွင်ကညောင်ကျိုးတိုက်နယ်နဲ့အင်ကပူမြို့တို့ကိုဆက်သွယ်ထားတဲ့လမ်းမပေါ်ရေတိုက်စားပြီးသွာလာရေးခက်ခဲနေတဲ့တဲ့င်းကိုတော့ဒေါက်ခင်မင်းစော်ကအခုလိုပေးပို့ထားပါတယ်ရှင်။အင်ကပူနယ်ညောင်တုံးတိုက်နယ်ကိုဆက်သွယ်ထားတဲ့လမ်းမပေါ်မှာပြီးခဲ့တဲ့ရှစ်လပိုင်းကရည်ကြီးခဲ့ပြီးရေတိုက်စားခဲ့တာကြောင့်လမ်းပျက်စီးခဲ့ရတာပါ။အဲ့ဒီလမ်းကို အမိပြုတ်နေကြတဲ့ဝလဟအုပ်စုကြီးရတွေကဒေသခံတွေအတွက်တော့သွာလာရေးခက်ခဲနေကြပါတယ်။ 我来 jadi,，伊都都都开开了啵，个拢半年，半年的啷冇不叫半年的啷冇不，哇，就家比得啷出多的，俺个嘛多以来，伊个都三个多嘛，三百多嘛，七千多嘛，都都都开要块。啊，公路开开了不，只咪有，专门也个公路，可哩的叫哪里嘛是，公路都开要的，都开要的，古，古该没办边安尼个市集，老早是衣的，哩穿，都开开起了，阿开开的就，当地来一处啊，就就。 အစိုးဆုံးကတော့ဝလဟာအုပ်စုတွင်ကကញ្ញင်တပင်ဂျန်းနောက်တာနောင်းနှော်ကိုဝလဟာငတိုင်းအင်းဒဂွန်တိုင်းအစရှိရဲ့ကြေးရတယ်ပါအဲ့ဒီကတော့အခုနေဆိုလို့ရေကျိုးပေါက်ပြီးတော့ဟိုမပြေမစင်ရသေးဘူးပေါ့လေအဲ့ဒါတွေကိုတော့တွေ့ရှိရပါဟိုတင်ပြတာတွေကတော့ရှိပါတယ်ဒါပေမဲ့ဘာသားမှတော့အတမကြသေးပါဘူးကျွန်တော်တို့ပျက်စီးသားတဲ့လမ်းခြေဟာခုနှစ်မိုင်လောက်ရှိပြီးဒေသခံတွေအတွက်ကျန်းမာရေးစီးပွားရေးပညာရေးနဲ့ပတ်သက်ပြီး အားထားရတဲ့တခုတည်းသောလမ်းလည်းဖြစ်ပါတယ်။ဒီလမ်းဟာ2015ခုနှစ်ရွေးကောက်ပွဲမှာလက်ရှိအေရဝီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိအောင်ဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်အတွင်းမှာရှိနေပါတယ်။ကျမခင်မင်းဆိုပါရှင်။